မင်္ဂလာပါဒီဗီဒီယိုလေးကတော့အများနဲ့သက်ဆိုင်တဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်အရင်လဲထူးဆန်းပါတယ်ဘာဖြစ်လို့လဲဆိုတော့လူရလူဖြစ်လာရင်အိုခြင်းနာခြင်းသိခြင်းဆိုတာမလွတ်ကင်းပါဘူးတကယ်လို့ဒါအိုရပြီနာရပြီတေခံနီးပြီဆိုရင်ကျွန်တော်တို့လူတိုင်းကဘာပဲဖြစ်ဖြစ်ကိုယ်ကိုယ်ရယုံကြည်မှုနဲ့အတူဘာသာတရားကိုလက်လက်ဆိုင်ဆိုင်မလွဲမသွေဒါစိတ်ကပ်ပြီးတော့ထိတွေ့ရမှာပေါ့အာဒီနေရာမှာဆိုရင်ဒါ သူ့ရဲ့ဒကာမတယောက်ကလည်းပြီးတော့ဆရာတော်ကလည်းပြီးတော့ဒကာမအသက်ဆုံးရှုံးခန့်ဒီနော်ဆုံးခန့်ခန့်ဒီမှာဒီလူနာကိုတရားပြတဲ့ view လေးဖြစ်ပါတယ်အပုံမှန်ဆိုရင်တော့မြင်တွေ့ခဲပါတယ်ဒီ view လေးကိုကျွန်တော်တို့ကြည့်ရှုခန်းစားသွားဖို့ဖိတ်ခေါ်အပ်ပါတယ်အပဲဖြစ်ဖြစ်ဒီတရားတစ်ခုတော့ရရှိသွားမှာဖြစ်ပါတယ်စကြည့်ကြရအောင် နိစ္စသဘောပြက်သွားလိမ့်တော့ကြအနတ္တသဘောပေါ်လာလိမ့်အနိစ္စသဘောပြက်သွားလိမ့်သတိထားလိမ့်ပြည်ပြင်းပြက်သွားလိမ့်သတိထားတာနဲ့စိတ်ကလေးကဖြည်းလိမ့်ပြက်လိမ့်သတိထားကြရောကြည့်ဘာလို့ရှောက်တောင်းတာနေရလဲဘာလို့ရှောက်တောင်းတာဦးစင်းပြောတဲ့စကားနားမထောင်ဘူးဦးစင်းတို့ပြောတဲ့စကားနားမထောင်ဘူးစိတ်စိတ်ကြီးမြန်ရှုလိုက်စိတ်ကြောင့်ဖြစ်နေတာစိတ်မရှိတဲ့လူဘယ်မှမဖြစ်ဘူးအဲ့တော့စိတ်ကြောင့်အနေသာနေသာခံခဲ့ဖြစ်နေတာအဲ့စိတ်ကလေးကချမ်းသာဝါရင်ချမ်းသာဝါရောအဲ့တော့သတိထားတာသတိထားအဲ့မှာစိတ်စိတ်ကြီးနာရှုဘာမှတောင်းတမှုနေကြောင်းကြောင်းမှုနေလုံးမနေနဲ့စိတ်စိတ်ကြီးရှုစမ်း မဖြစ်နိုင်တာတွေကိုအခုချိန်ထိတိုးတိုးလုပ်နေတယ်လေမဖြစ်နိုင်တာမရနိုင်တာတွေကြီးဘာလို့အပြီးတိုးတိုးပြီးလုပ်နေတာလဲမဖြစ်နိုင်တော့ပါလားလို့စွန့်လိုက်ပါတော့လားလို့စွန့်လိုက်တော့စွန့်လိုက်တော့ဒီယုတ်ကြီးကိုသွားတွယ်မှုကတ်မှုစိတ်စွန့်လိုက်ဒီယုတ်ကြီးကိုအလိုလိုက်ခြင်းနဲ့စိတ်ဒီယုတ်ကြီးကိုထိန်းချုပ်နေတဲ့စိတ်ကိုစွန့်လိုက်တော့ဒီယုတ်ကြီးထိန်းချုပ်နေတာတွေစွန့်လိုက်တော့ဒီယုတ်ကြီးထိန်းချုပ်နေတာတွေစွန့်လိုက်တော့စွန့်လိုက်တော့ဒီယုတ်ကြီးကိုထိန်းချုပ်နေတဲ့စိတ်တွယ်ခြင်းနဲ့စိတ်လူရောသူလှုပ်ခြင်းနဲ့စိတ်ဘဝင်ကြီးတင်းနေတယ်လေအဲ့ဘဝင်တင်းနေတာကိုဘဝင်ကိုသွားပြီးရင်ထဲမှာပုတ်ဆွဲထားတယ်လေရင်ထဲမှာညှိချုပ်ဆုံးထားတယ်လေပြောရင်ဆိုရင်လည်းစိတ်တွေလည်းစွန့်လိုက်တယ် ပြောမရဆိုမရလဲပြီးတော့အတင်းရအောင်ယုံမယ်ဆိုတဲ့ဘုံဝင်ကိုစိတ်နဲ့ညှိချုပ်တာစိတ်ကြီးတင်းထားတာရင်းနဲ့မှညှိချုပ်ဆုပ်ထားတာအရက်ကိုဖြီးချလိုက်တော့ဖြီးချလိုက်စမ်းဖြီးချလိုက်စမ်းဆုပ်လိုက်စမ်းစိတ်နဲ့တင်းချုပ်ထားနဲ့ချုပ်မထားနဲ့ရင်းနဲ့မှညှိချုပ်မထားနဲ့ညှိချုပ်မထားနဲ့ဆုပ်မထားနဲ့ရင်းနဲ့မှဘုံဝင်မှာဆုပ်မထားနဲ့ရင်းနဲ့မှချုပ်မထားနဲ့ဆုပ်မထားနဲ့ဆုံးထားချုပ်ခြင်းဆုပ်ခြင်းနဲ့ဘုံကြီးညှိချင်တင်းချင်နဲ့စိတ်ကိုဖြီးချလိုက်ဖြီးချလိုက်စိတ်နဲ့ညှိချင်နဲ့စိတ်ဖြီးချဖြီးချစိတ်ကြီးဘုံနဲ့မှညှိချုပ်ဆုပ်ထားတော့ဖြီးချလိုက်စမ်းခဏနားလိုက်စမ်းဆုံးလိုက်စမ်းဖြီးချလိုက်စမ်းဖြီးချလိုက်စမ်း 你看，那不因你，你的秋天的时候，六千块钱的不用点烟的时候，现在嘛，秋天收钱的时候，疲惫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 ，省点小费，省点你求钱的时候，路不来的，路送呗，来，你不用求钱的时候，小费小费，抵抗呗，抵抗呗，抵抗呗，疲惫送呗送呗，现在嘛，你求钱的时候，没你求费的，来没来要费的，送送送送送，来要人来，没来要二费的，送来一条，送了一条，送了一条，来要买手就送了一条，你求钱的时候，没你交的了，送了一条，点你的时候，没点烟了，你送了一条。 收进了，收我们收进了，收进了，收了。不你你抢，收了老我不弄你了。疲惫，疲惫，疲惫，不用我疲惫，谁也抓不着他的。谁弄的抓不着的，不用我修，不用我收，谁给我收，谁给我收的，谁也抓不着的，抓不着的。现在嘛，你就收进不了，你老干你嘛，你抢你来，老送送送，送送送，送。生产嘛，就是靠别人。哪哪哪哪？人家嘛，都爱收买喽，疲惫的，疲惫的，不用买股的，不用买股的，我也不拿手买了？ 我因我贵里桑少一桑少里桑，我因我少有几香蕉送他来，罗他来罗，送罗罗罗罗塞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 罗，我因我罗，你你你求说少少背少背少背送背送罗背送罗背，我因我专门求你求的，专门你求的，专门求的，专门你求的，送了送了他，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 送他送送送送管不定了，现在有几管不多少，管不干的送送，谢谢他谢谢他，谢谢他送送背罗他来罗他来，全部包米田中背罗，全部包田中背罗，你求背罗，收干背罗。 တင်းကြမဲ့လို့ညှိထုံးမဲ့လို့ကိုစုံပေးစုံပေးစုံပေးလေဘဝင်ကိုစုံပေးလေဟွန်းတကယ်တမ်းကြတော့လေတရားနဲ့တာဒါပြနေတာနော်ဟိုခန္ဓာတစ်ခုအသက်ထွက်ဖို့ဆိုတာကတော်တော်လေးကိုဖဲရခက်စစ်ပဲဖဲရခက်စစ်ပဲဆိုတာကတရားပေါ်မှာလဲရှုပြီးတော့တရားဓမ္မအားထုတ်ပြီးတော့ကြင်ကြံနေပြီးတော့အမြဲတမ်း အထီးတွေရှိနေမှာဒီလိုဆရာတော်ပြောတဲ့အတိုင်းကိုလည်းလိုက်ပြီးတော့ခန္ဓာနေပြီးတော့စိတ်ကနေပြီးတော့လိုက်လုပ်နိုင်မှာအရင်ဆုံးအဲ့ဒါကြောင့်တရားကျင့်တရားကျင့်လို့ပြောတာအလကားမဟုတ်ဘူးပူကြမှာဒါဒါမျိုးတွေကြုံလာပြီဆိုရင်အများကြီးအသုံးဝင်တာเนาะနာဗေဂမေနတစိမ့်နေကိုတကယ်သားခွာရင်လင်မယားကြီးလောက်ကြတာဟုတ်တယ်မဟုတ်အခုလည်းဒီလိုပဲဆမ်းပင်မှာယောက်ျားမင်းမှာရှိတာမရှိပါဘူးမရှိဘူး ကိုအဘေမေးလို့ပြောတော့အဲ့ဒီအဘေလို့ပြောတော့ဆံမေးကြည့်တယ်အဲ့ဒီဆံမေးကအဖေလားမဟုတ်ပါဘူးဗျာအဲ့တော့အဖေလည်းမရှိအမေလည်းမရှိရဘူးအဖေအမေရှိတယ်ဆိုပြီးတော့တဏ္ဍာရုဒိဋ္ဌိတို့ကလိန်ပြီးတော့ဇမင်းသားကိုကအခိုင်းတယ်လိန်ကအခိုင်းတာဟုတ်ပြီနော်တကယ်လူရှိတယ်တကယ်ယောက်ျားရှိတယ်တကယ်မိန်းမရှိတယ်သူရှိတယ်ငါရှိတယ်အဖေရှိတယ်အမေရှိတယ်ဆိုပြီးတော့တဏ္ဍာနဲ့အဝိဇ္ဇာနဲ့ကအဝိဇ္ဇာနဲ့တဏ္ဍာကလိန်ခိုင်းတာတမန်လိန်ခိုင်းပြီးဒိဋ္ဌိက တကယ်ဟုတ်တယ်ချင်းပြီးငါပဲငါကိုပဲငါအပြီးပဲစွဲထိုင်တာအဲ့လိုစွဲတော့ဦးဇင်းရကဲစွဲချက်တင်လို့ပုံရုံးကိုပြသန်းဗမာလည်းဟဲ့ဒိဋ္ဌိဒေတနာမင်းတို့ငါငါလို့ငါကိုလို့စွဲထားတာငါကိုပြအောင်သမင်းတို့ငါဆိုင်ထားတာဆိုတော့အခုဒိဋ္ဌိရကြီးနိုင်နေလားကြီးနိုင်တော့ဘုဝိဇာဉာဏ်ကကြီးပြီးဒိဋ္ဌိရသူ့ဇင်းမပြနိုင်ဘူးသူ့ဆိုင်ထားပါတယ်လို့အထောက်အထားပြရရမရှိဘူးအဲ့တော့ဒိဋ္ဌိပြုတ်သွားဒိဋ္ဌိကတည်းကရတယ်။ညာဒိဋ္ဌိကတော့။နော်။အနာရဝေသတိကြီး ေတံယောဂဖြစ်တဲ့အခါကျတော့ရှင်မောက္ခံရှင်သာရိပုတ္တရာညီတော်အနန္ဒလို့ဆိုပြီးတော့ရှင်သာရိပုတ္တရာကတရားဟောအခုလိုခန္ဓာအနတ္တစ္စာရိအနိစ္စဒုက္ခတ္တဟောတရားဟောလဲပြီးတော့အနာရမေသတိရှင်ဝေသာမူလေအဲ့တော့ညီတော်အနန္ဒသာပတိတဲ့အသေးတဲ့ဒီမှာကြောက်လို့မောတာလားတဲ့ရှိသိရင်ဒီရတော့မှမဟုတ်လို့ကြောက်လို့မောတာလားမိမိတည်တဲ့ကကိုပိုင်ပစ္စည်းတွေကိုစုံရမှာကြောက်လို့မောတာလားလို့ပြီးတော့နာရကတည်းကအဲ့အတွက်ဒီလိုမောတာဟုတ်ပါဘူး ။တပီးတော့ဇေတဝင်ကျောင်းတော်ကြီးကအနည်း20သူကမနဲ့တကြီးသွား။အိမ်မှာတော့သုံးသက်သုံးလောက်ဟိုမှာလုပ်တယ်သူကကျောင်းမှာအာဂန္တန်ကတော့ဒီနေ့ဒီလာနာဒီဘကောင်းတဲ့ပုံပုံကြီးစေးတိုက်ကိုရအောင်ဆုံးကပ်ဖို့မနဲ့တကြီးသွား။ညနေတကြီးသွား။နှစ်ပေါင်း20လုံးလို့ပြောလို့လား။တပီးတော့အခုတော့အလေးစားတော့ကဝိပဿနာတရားတစ်ခါမှမနာရရဘူး။တဲ့။သူကမနာသွား။တော်တော်လေးဘုရားကိုကြည်ညိုတဲ့တရားစိမ့်နဲ့ အပေတကားပြိပြီးတော့သောရပါဖြစ်တာနော်အဲ့တော့မှာတပြည့်နှစ်ပေါင်း30လုံးနေခဲ့ပြီလေဒီခိုင်နာအနာအနာဓာတ်သစ္စာတွေဒီတရားတွေကိုမနာခဲ့ရပါဘူးခင်ဗျာအဲ့ဒါဘာဖြစ်လို့မဟောတာလဲတဲ့စိနာဤဘုရားယူနေစိနာဤဘုရားနည်းနည်းပြတယ်လို့မနာပါဗျာတပြည့်တော့တောင်းမမရသေးဘူးနားလေပြီးပြီစီမလဲသေးဖြစ်သေးတော့တိတိပြီးစီမတိတိပြီးစီပေါ်ပြပါဗျာတဲ့တောင်းမတပြည့်တော့အခု တရားကျင့်တော်မယ်ဆိုတော့တပိတော့အချိန်မရတော့ပါဘူးအဲ့ဒီတပိတော့ဘုရားလေးဟုတ်ပြီအဲ့အရာကြောင့်သူလောကဟာတမုရှိဘာဟုတ်တမုရှိရလဲဆိုတော့အခုလိုတန်ဃာတော်နဲ့တွေ့ပြီးတရားနာပြီးတော့အခုတက္ကမကြီးအခုတရားတစ်လုံးသိရင်အခုချက်ချင်းပေါက်ပါအဲ့ဒါလူခန္ဓာမှာထက်တယ်မြင်တယ်အဲ့တော့လူခန္ဓာရဲ့ထက်တယ်မြင်တဲ့အချိန်မှာတဲဟူကြီးပြက်တာကိုနှလုံးမသွင်းမနေဒီခန္ဓာနဲ့ဒီတဝအနိစ္စဒုက္ခအနတ္တကို နှလုံးသွင်းနေမယ်ဆိုရင်သိန်းတစ်ထောင်လက်မှတ်ကိုယူနေတာလည်းအလိုလိုဒီခန္ဓာကိုယ်ကြီးဒီလိုမဖြစ်ရဘူးဒီလိုကောင်းကျင်တယ်လို့တောင်းတာတော့ဖြစ်လို့လားဒါကအမကြမ်းမမာတဲ့အချိန်ဒါအိရာထဲလဲပြီးတော့နောက်ဆုံးအချိန်ကာလမှာဒါအနေစာဒုက္ခအနတ္တအစတဲ့ဖြစ်ဒါအနာဘိန်တတိလက် တကယ်ယောဂဝိညာဉ်ကြီးခံစားနေရချိန်မှာဒါတရားတောင်းတဲ့ဟာလေးနဲ့ဥမာပေးပြီးတော့ငါရယ်ဆိုတဲ့အဆွဲပေါ့နော်အတမရှိတော့ဘူးလူဆိုတာလည်းမရှိဘူးကြားဆိုတာမရှိဘူးမဆိုတာမရှိဘူးအဲ့လိုလိုမျိုးပေါ့နော်တဏအဆွဲတွေကိုကင်းအောင်ဆိုပြီးတော့ဆရာတော်ကလည်းတော့ဒါတရားပြပါပေါ့ဒီဗီဒီယိုလေးအားဆိုများတော့အဖြစ်တွေ့ရခဲ့ပါတယ်တွေ့ရခဲ့ပါတယ်ဘာပဲဖြစ်ဖြစ် အတိတရားတစ်ခုတော့ရရှိသွားမယ်လို့ယုံကြည်ပါတယ်နောက်ပြီးတော့ခုမှကြည့်တဲ့ဆုံတွေ့ပါမယ်ဘိုင်ပါ